အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာမုံရွာမြို့အခြေစိုက်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်တို့ တရအခုမမရှော့တိုက်တို့များဖြင့်ပြစ်ခတ်တက်ခိုက်မှုမှာစစ်တပ်ဘက်မှ ထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါတယ်။ဒဂိုင်းတိုင်းမုံရမြို့အခြေစိုက်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမခအတွင်သူတရအခုမမရှော့တိုက်တို့များဖြင့်တိုက်ခိုက်ခဲ့ရာ6လုံးကြာရောက်ပောက်ခွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။မေလ25ရက်နေ့ည6:49မိနစ်အချိန်မုံရမြို့အခြေစိုက် စစ်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းသို့တရားခုမမရှော့တိုက်တုံးခုနှလုံးပစ်ခတ်ရာ6လုံးကိုအောင်မြင်စွာပစ်နိုင်ခဲ့ပြီးရှော့တိုက်တုံးများထိရောက်ပောက်ကွဲမှုကြောင့်နမခအတွင်းမှချက်ချင်းတံပြန်ပစ်ခတ်မှုများရှိခဲ့ကြောင်းနမခအတွင်းထိခိုက်မှုများရှိနိုင်ပြီးအသေးစိတ်သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်နေရာမှာမှလုံခြုံမှုမရှိစေရဘူးလို့ပြောကြမှာတယ်ဟု Brave Warriors for Myanmar BWM တာဝန်ရှိသူကပြောပါတယ် အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWN No More Dictatorship NMW နဲ့ Shadow မုံရအဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေမြေခံများဖြစ်သောရန်ကြီးအောင်အဖွဲ့ Budlin Mobile Team အဖွဲ့နေမြေခံပါကပါရွှေထရီကမဟာမိတ်တပ်ရင် Justice Brothers Force အဖွဲ့တို့ကလည်းတပ်နိုင်သည့်အခမ်းကဏ္ဍများမှဝန်ဝန်ကူညီပေးခဲ့ကြောင်းသိရပါတယ်။ ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခသည်သခိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိစစ်ကောင်စီတိုက်ခိုက်ရေးလေယုံတပ်ဖွဲ့များကိုအ धिक အမိန်ပေးကွက်ကဲနေသောစစ်ဌာနချုပ်ဖြစ်၍၎င်းဒေသရှိတော်လှန်ရေးအင်အားစုများအတွက်ကိုအ धिक တိုက်ခိုက်နေသောစစ်ဌာနချုပ်ဖြစ်သည်ဟု BWN ကပြောဆိုပါသည်ထို့ပြင်အညာဒေသပြည်သူများကိုအ धिक ဒုက္ခပေးနေသောစစ်တပ်လေထီများကိုအ धिक တူလောင်ထားရှိနေသောစစ်ကောင်စီဌာနချုပ်ဖြစ်သည့်အပြင် ။ဦးထင်းကွန်းရလေးချောင်းဘုံကျဲမှုကိစ္စအပါအဝင်အညာဒေသကိုလေချောင်းတိုက်ခိုက်မှုနဲ့အရသာပြည်သူများကိုတပ်ဖြတ်မှုများအတွက်အ धिक ကြိုးကင်ထဲလဲကောက်ကဲနေသောစစ်ဌာနချုပ်တခုလည်းဖြစ်နေသောကြောင့် BWM နဲ့မဟာမိတ်တပ်ဖွဲ့များက BWM Mission 39အဖြစ်ပေါ်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။စစ်ကောင်စီ၏ရွေချက်ရှိရှိလေကြောင်းတိုက်ခိုက်ပုံကျဲမှုများကြောင်းမြောက်ဆေးရုံစေခါများထူထောင်ရန်ပြည်သူလူထုနဲ့နိုင်ငံတကာကိုဒေါက်တာဇော်ဝေဆိုးအကူအညီတောင်းခံကြောင်းသိရပါတယ်။အကြံပေးစစ်ကောင်စီ၏ ရွေချက်ရှိရှိလေချောင်းတိုက်ခိုက်ဘုံကျဲမှုများကြောင့်ဆေးရုံဆေးခါများပျက်စီးသွားပြီးဘုံနာခါနိုင်သည့်မြောက်ဆေးရုံဆေးခါများတိဆောက်ရေးဝန်ဝန်ကူညီကြရန်ပြည်သူလူထုနှင့်နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအကူအညီတောင်းခံလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဒေါက်တာဇော်ဝေဆိုးကဗီဒီယိုရုပ်သံထုတ်ပြန်၍ပြည်သူလူထုကမြောက်ဆေးရုံဆေးခါများတိဆောက်ရေးဝန်ဝန်ကူညီပေးကြပါရန်တရားဝင်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အခုရက်ပိုင်းလာပိုင်းများအတွင်း အကြမ်းမဲ့စစ်ကောင်စီကဆရာဝန်များတူနာပြူများနဲ့မြေပြင်တွင်ရှိနေသည့်ရှေလားစေယုံစည်းကားများကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ဖျက်ဆီးလာကြောင်းစစ်ကောင်စီကဆရာဝန်များတူနာပြူများနဲ့အကြမ်းမိုင်းဝန်ထမ်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေကြောင်းထို့ကြောင့်ဗီဒီလူထုကိုကြမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ဘေးကင်းလုံခြုံပြီးဘုံနံခံနိုင်သောမြောက်ဆေးရုံစေခါများတိဆောက်ရန်ပြည်သူလူထုကပါဝင်ကူညီကြပါရန်ဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။ ဒီနေ့ပြောချင်တာကအခုရွက်ပိုင်းတွေဒီလာပိုင်းတွေမှာကျွန်တော်ရဲ့မြေပြင်မှာရှိနေတဲ့ရှေ့တန်းဆေးရုံဈေးကားတွေရောနောက်တန်းဆေးရုံဈေးကားတွေကိုရောဘုတ်ကျက်တိုက်ခံနေရတယ်ဗော။ဆရာဝန်တွေတူနာပြုတွေကိုရွေချက်ရှိရှိနဲ့ဆေးရုံဈေးကားတွေကိုရွေချက်ရှိရှိနဲ့ဘုတ်ကျက်တိုက်ခိုက်ဖျက်ဆီးခံနေရပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်ဖက်စစ်စစ်တပ်ဟာဆရာဝန်တွေတူနာပြုတွေကြမ်းမာရေးစောင့်ရှောက်တဲ့သူတွေကိုရွေချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်။ဒါကြောင့်အရင်တုန်းကတော့ကျွန်တော်တို့က လုံကြုံတဲ့တောတောင်တွေထဲမှာရှေ့သာဆေးရုံဈေးကအနေနဲ့အခြေချဆေးရုံဈေးကတွေကိုတိဆောက်ပြီးတော့ဈေးကူတခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာအခုလိုမျိုး April May 2လတွင်မှာတော့တိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးဆေးရုံဈေးကတွေအတွက်လုံကြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့အခုချိန်မှာ Underground မြောက်ဆေးရုံဈေးကတွေဘုံကျဲတန်ခံနိုင်တဲ့ပေါင်900တထောင်ဘုံတွေကျဲတဲ့တန်ခံနိုင်တဲ့မြောက်ဆေးရုံဈေးကတွေစောက်ဖို့လိုလားပါတယ်။ဒါကြောင့်ဒီဟာကိုပြည်တွင်းပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့ မြောက်စေးုံစေးကားများဘုံကျဲတံခံနိုင်တဲ့စေးုံစေးကားများတိစောက်ဖို့အတွက်ကုညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်ဟုဒေါက်တာဇော်ဝေစုကပြောဆိုပါတယ်မြန်မာနိုင်ငံမှာ CDM ဆရာဝန်တူနာပြုများနဲ့ကျမ်းမာရေးဝန်ထမ်းများသည်အန်ဒီအများဆုံးအခြေအနေတွင်အလုပ်လုပ်နေကြရကြောင်းစေကူတမှုများပေးရနဲ့လုံခြုံစိတ်ချစွာအနားယူနိုင်ရေးဘုံနံခံနိုင်သည့်မြောက်စေးုံစေးကားများမဖြစ်မနေလိုအပ်နေသဖြင့်ပြည်သူများနဲ့နိုင်ငံတကာအနေဖြင့်ဝမ်းဝမ်းကူညီရန်လိုအပ်ကြောင်းဒေါက်တာဇော်ဝေစုကမြစ်တာရခံပါတယ် တကယ်တော့စေကူတနေကြတဲ့ဆီယဝန်ဆီယမအတူနာပြူများကဘာပေါ်မှာအန်ဒရီယများဆုံးနိုင်ငံတစ်ခုမှာအလုံးလုံးနေကြရတာဖြစ်ပါတယ်။သူတို့တွေလုံခြုံစိတ်ချစွာစေကူတမှုပေးနိုင်ဖို့အတွက်သူတို့တွေလုံခြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲနံခံနိုင်တဲ့ဆေးရုံဆေးခန်းတွေလိုအပ်ပါတယ်။ဘုံကျဲနံခံနိုင်တဲ့မြောက်ဆေးရုံဆေးခန်းများလိုအပ်ပါတယ်။ဒါကြောင့်ဒါကိုဝမ်းဝမ်းကူညီပေးကြပါလို့ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တွန်းနှိုးဆော်လိုပါတယ်ဟုတ်၎င်းကဆက်လက်ပြောဆိုပါတယ်။ အမျိုးသားညီညွတ်အစိုးရကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုသည်ပြည်ပတွင်ရောက်ရှိနေရမှမြန်မာနိုင်ငံသို့အပြီးပြန်လာကတော်လှန်ရေးနဲ့အမျိုးသားညီညွတ်အစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနလုံခြုံရေးများကိုမြေပြင်တွင်ကွင်းစင်းဆောင်ရွက်နေသည့်ဝန်ကြီးတူဖြစ်ပါသည်မန္တလေးဇေချိုအနီးရှိအင်းဝပါလုံကြုံရေကိတ်ဆောင်စစ်သားချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးစစ်သားတအူးတည်ဆုံကြောင်းသိရပါတယ်။မန္တလေးမြို့ဇေချိုနိုင်စင်အနီးရှိအင်းဝပါတွင်ဂိတ်ဆောင်နေသောစစ်သားချင်းချင်းပြစ်ခတ်မှုဖြစ်ပွားကြောင်းဒေသပြည်သူများကပြောပါတယ်။မေလ25ရက်နေ့မွန်လွယ်စစ်နိုင်ကျော်ခန့်အချိန် ဈေးချိုနိုင်စဉ်84လနဲ့26လနောက်ရှိအင်ဝါပန်တွင်လုံခြုံရေးကိစ္စောက်နေသောအချမ်းပစ်သက်သားများချင်းချင်းစကားများရန်ဖြစ်ရာမှအပြန်လှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းပြစ်ခတ်မှုအတွင်တနတ်တန်ခုနှစ်ချက်ထွက်ပေါ်ခဲ့ပြီးပြစ်ခတ်မှုဖြစ်ပွားသည့်နေရာကိုအချမ်းပစ်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးလမ်းများပိတ်ဆို့၍နာရီကားများဖြင့်စစ်သားတို့ကိုလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။စစ်အုပ်စုအချင်းချင်းတနတ်နယ်ပြစ်တာပထမ၄ချက်နဲ့ဒုတိယ၃ချက်တနတ်တန်ခုနှစ်ချက်လောက်ပြစ်တယ်။ စစ်သားတအူးသိဆုံးသွားလို့အနာရေးကောင်းတဲ့လာတင်သွားတယ်ဟုဒေသပြည်သူတအူးကပြောပါတယ်ထို့သောပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဈေးချိုအနီနာရှိဈေးတဲတချို့နဲ့ဆိုင်များဘိတ်ကဈေးတဲများနဲ့ဈေးဝယ်များလည်းထွက်ပြစ်တင်းဆောင်ခဲ့ရကြောင်းသိရပါတယ်မန္တလေးမြို့နေရာအနောက်တွင်စစ်သားရဲပြူစောထီးနဲ့အပြာရောင်ယူနီဖောင်းဝတ်ထားသောရဲရွာလုံးဂျုံရဲ့အဖွဲ့ရဲကျေးအုပ်ချုပ်ရဲ့အဖွဲ့မိသက်နဲ့စီပင်တွေတောင်းကြနေပြီး လမ်းပေါ်ဂိတ်ဖွင့်ငွေညစ်ခြင်းလက်နက်ပြမိုက်ကြီးခွဲခြင်းလောင်းကစားနဲ့မူရစီရောင်းဝယ်လုပ်ငန်းများကိုဆက်ကြီးကောက်ခြင်းထောင်ထွက်များကိုခိုးဆုပ်လူရဲမှုကျူးလွန်စေပြီးခိုးရပါပစ္စည်းများခွဲဝေရယူခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါသည်နေပြည်တော်နှင့်ဤကတ်သောပင်လောက်မြုပ်နယ်စောင်းပြောင်းကျေးရွာနီးတွင်တိုက်ပွဲများဆက်လက်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေကြောင်းသိရပါသည်နေပြည်တော်နှင့်ဤကတ်သောရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြုံနယ်စောင်းချောင်းကျေးွာနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရကြောင်းဒေသပြည်သူများနဲ့စည်းသတင်းမြစ်တချို့ကပြောဆိုပါရယ်မေလ19ရက်ကစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြုံနယ်စောင်းချောင်းကျေးွာနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်းနှောင်းဆက်တိုက်ဆိုးလို့တိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်ဖြင့်နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း GNU KNDF တပ်များနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါဗျ။ တိုက်ပွဲများအတွင်စစ်တပ်နဲ့ PNO ဂိတ်စခန်းတို့ကိုသိမ်းပိုက်ရရှိပြီး PNO စစ်သားတို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုများရှိကြောင်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များကအပြင်းထန်ခုခံနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများလည်းဆက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။အခုစောင်းပြောင်းမှာဖြစ်လာတဲ့တိုက်ပွဲတွေကတော်လှန်ရေးတပ်ကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်ရိုက်ကော်လန်နဲ့ပင်လောင်နေပြည်တော်လန်တွေမှာတော်လာရေးတပ်တွေကစာပြီးဆက်ဆန်းတဲ့သဘောပဲမြင်ရတယ်။အခုတိတဲ့လောက်တော့တော်လာရေးတပ်တွေကစခန်းသိမ်းတာတွေရှိတယ်။ ်ပင်လို့စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်ဟုဒေသတရင်ချင်းမြစ်ကပြောပါတယ်။ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်သည်နေပြည်တော်သို့တိုက်ရိုက်တွားရောက်နိုင်သောအချက်အချာကြားစီးရဲအရာအရေးပါသောမြို့နယ်တစ်ခုဖြစ်ပြီးရင်းနေရာကိုတော်လိုင်းတပ်ဖွဲ့များကနေမြေစုမိုးရေးရရှိရန်တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဒေသတရင်ချင်းမြစ်များကသုံးသပ်ပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထိနာလာခြင်းပို့ချီရွာများကိုမိရှုဖျက်ဆီးခြင်းလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းတို့လှုပ်ဆောင်ပြီးတော်လိုင်းရဲတပ်များကလှုပ်ဆောင်သည်ဟုဆွဆွဲပြောဆိုမှုများကိုလည်းနောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာကြောင်းသိရှိရပါသည်ပို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲနေတာမိရှုနေတာတွေကို PNO ရာရှိတွေကဘာမှမပြောရဘူးပြီးတော့ပို့ပြည်သူတွေကိုပြောင်းလိုက်နေသေးတယ်အကြမ်းဖက်သမားတွေကမိရှုတယ်ဆိုပြီးတော့အဲ့လိုပဲဘုံနဲ့ကီယန်ဒီတွေးခွဲနေတာ ပိုးပြည်သူတွေအရန်အားတယ်လို့ထင်နေတော့မယ်ဟုဒေသပြည်သူတူကပြောဆိုပါတယ်။ပင်လောင်မြို့နယ်တွင်မေလ18ရက်မှမေလ26ရက်နေ့အထိဆက်တိုက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ပင်လောင်မြို့နယ်ဆောင်းပြောင်းဒေသမှပြည်သူထောင်ကြီး၍စစ်ဘေးတိမ်းရှောင်နေရကြောင်းတောင်ယာဆိုင်ပြိုးချင်းဖြစ်တော်လဲပြည်သူများမှစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။